မကွေးနဲ့စကိုင်းတိုင်းကမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေစစ်ရှောင်နေရပြီးနေစရာဆေးဝါးနဲ့အစာနည်းရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေစီကသိရပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါရဲ့ရှင်။မကွေးတိုင်းပေါင်းမြို့နယ်နဲ့စကိုင်းတိုင်းမင်းကုန်းမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေစစ်ရှောင်နေရပြီးနေစရာဆေးဝါးနဲ့အစာနည်းရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဆောင်ရေးကူညီပေးနေသူတွေစီကသိရပါဗျ။မကွေးတိုင်းပေါ့မြုံနယ်တွင်ကိုစစ်ကောင်စီတပ်ရဲ့ပခုတ်ကူတပ်မတရားတက်ကစစ်ကား6စီးနဲ့အင်အား200နီးပါးရှိတဲ့စစ်ကောင်စီတပ်ဟာဂျွန်လအစောပိုင်းကစပြီးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်နှစ်ပတ်ကျော်ကြာရှောင်းနေနေရတဲ့စစ်ဘေးရှောင်တွေအတွက် နေစရာမိုးကစားနပ်ရိက္ခာနဲ့စီးဝါတွေရေးပေါ်လိုအပ်နေတာလို့ဆိုပါတယ်။ တော်တော်ပေါင်းလို့နေတဲ့ဒီကြည့်ရပါဦး25000လောက်လူကြီး1000နီးပါးရှိတယ်ပေါ့နော်1000နီးပါးလောက်ရှိတယ်လောဆယ်တော့ကျွန်တော်တို့1000နီးပါးလောက်ကတော့ပြည်ရွာမှာပြိုင်မှာနေနေသေးတယ်ပေါ့နော်လောလောနေနေသေးတယ်ဆိုတော့ပစ္စည်းရှင်းပြောင်းနိုင်မှုရေပေါ့ခွင့်ပြုပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဟိုကျန်တဲ့ကျွန်တော်ခွင့်ထောင်လောက်ကတော့ကျွန်တော်နီးဆက်ရတယ်ပေါ့နော်ဒီတိုးနေထဲမှာရှိမယ်နီးဆက်ရကြည့်ရလေးမှာရှိနေတယ်ပေါ့ရှောင်းနေကြတယ်ပေါ့နော်ဝေရက်ကလည်းကြာလာပြီဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီစမ်းနေရေးခါပိုင်းပေါ့နော် ဟိုလိုအပ်နေပေါ့နောက်ပြီးတော့စောင်းနေချက်နောင်နေပေါ့လည်းဘာလို့လဲဆိုတော့မိုးရာကြီးဆိုတော့ကျွန်တော်တို့ဒီချင်းနေတားပေါ်တယ်နောက်ပြီးတက်တက်ဒီမဲ့ကြီးဆိုတော့ရင်းနေချင်းနေပေါ်တယ်သူလည်းကျွန်တော်တို့ဒီတခြားစကတ်ပလတ်ဆိုရင်ကျွန်တော်တို့ဝင်းရောကလည်းတက်ဟာမျိုးကြီးပေါ့လက္ခဏာမျိုးကြုံလာတာပြီးပေါ့တော့ပေါ့မြို့နယ်တဲကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ထပ်ပြေးနေကြရတဲ့ကျေးရွာ30နီးပါးရှိပြီးဂျွန်လ18ရက်အထိပောက်ပခုတ်ကူကားလမ်းမှာရင်နန်းနဲ့အတူအင်အားများများရှိနေသေးတဲ့အတွက်စစ်ဘေးရှောင်တွေဟာနေရက်ကိုမပြောင်းနိုင်ကြသေးဘူးလို့ဆိုပါတယ်။ စကိုင်းတိုင်းမင်းကုန်းမြို့နယ်တွေကခြေရွာတွေကိုစစ်ကောင်စီတပ်ကဂျွန်လာ၁၇ရက်ကစတင်ပြီးစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်ခြေရွာရှိရာကဒေသခံတွေဘေးလွတ်ရာကိုထပ်ပြေးတိတ်ဆောင်နေကြရတယ်လို့စစ်ဘေးဆောင်ရေးကူညီပေးနေသူတွေစီကသိရပါဗျ။စစ်ဆောင်တွေဟာရုတ်တရက်ထွက်ခွာလာရတာနဲ့နေ့စဉ်မိုးရွာသွန်းနေတဲ့အတွက်စားတောက်နေထိုင်ရေးခက်ခဲတွေရှိနေပြီးစားနပ်ရိက္ခာကူညီတွေလိုအပ်နေတယ်လို့ဆိုပါဗျ။စေကောင်းစီဖွဲ့ရခက်ပြီးတော့တူလာတော့မရှိသေးဘူးဒါပေမဲ့ခင်းရွာနဲ့ချောင်းမကြီးရွာသားတွေကအဲပုံချောင်းတစ်ခုမှာပေါ့နော် ပုံမှာထိုင်ချပြီးတော့ဒီဟိုညမှာရှင်ပြောင်းပြီးလို့ရထောင်နဲ့ချီပြီးတော့ကြီးလွားနေကြပြီးတော့ဒီလမ်းလေးဒီမှာနေဆက်ရနေရာမှာတဲရီထိုးပြီးတော့ဘူကလေးနဲ့တဲရီထိုးပြီးတော့ဖြစ်လို့စားတော့နေထိုင်နေကြရရှိတယ်ဒီခါတော့တော့မိုးလေးကလာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမှနေထိုင်ရေးစားရေးတောက်ရေးအစကျမကြီးကအစခက်ခဲနေရာလေးရှိပါလေရှင် မကွေးနယ်စကိုင်းတိုင်းတွင်ကမြို့နယ်တွေကိုစစ်ကောင်စီတပ်ကဂျွန်လအတွင်းမှာအင်အားလုံးရင်းနဲ့ဝင်ရောက်တာတွေပုံမပြုတ်လုလာနေပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးတာနဲ့ဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလုပ်နေတဲ့အတွက်တတိနဲ့နေထိုင်သွားလာကြဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကတတိပေးထားပါတယ်ကျွန်တော်လေးရင်ပါ you